စွမ်းဆောင်ရည်ပိုင်ပုံမှုတိုးတက်စေဖို့အတွက်ဘောခံဖက်မှချီယာကန်စနစ် tracking system တက်ဆင်ထားတဲ့၉ပါးမှာပေးသမျှလုပ်ပေးမိင်္ဂလာပါ Blue Lion King ကနေကျေးဇူးပါတယ်။ချက်စီးတဲ့ Jupiter exam မှာ၉ပါးမှာဟာလက်ရှိ brain မြလိမှာခြေစွမ်းအကောင်းဆုံးစာသမားတွေတဲကဒူးဖြစ်ုံနာမကသူရဲ့ကြိုးစားအားထုတ်မှုနဲ့ဤပညာပေါ်မှာအလေးထားမှုကလည်းအမကန်းပါပဲ။ပါမဟာအသင်းပေါ်ရဲ့အနာယူနေချိန်မှာတော့ဒူးတဲ့ဒီတန်နေချိန်မှုတွေပြုလုပ်နေပြီးသူရဲ့ဘောကံပနတ်မှာချီယာကန်စနစ်ထရကင်းစနစ်တက်ဆင်ကလေ့ကျင့်နေတာဖြစ်ပါတယ်။ ဘောလုံးလောကမှာကစားသမားတွေရဲ့ချက်ခံမှုကိုတိုင်းတာဖို့အတွက်ကြောဘက်မှာဝစ်ဆင်ရတဲ့ GBFS ဘရာစီယာလိုအင်ဂျီတွေကိုအသုံးပြုနေတာကြားပါပြီ။ဒါပေမဲ့ကိုးပါမှာအသုံးပြုနေတာကတော့စတောင်းတဲ့ဘောလုံးထိတွေ့မှုကိုတိုက်ရိုက်တိုင်းတာတဲ့ပုံမှန်ဆန်းသစ်တဲ့နည်းပညာတစ်ခုဖြစ်ပါတယ်။များသောအားဖြင့်ဒီနည်းပညာဟာဆီလီကွန်ကြိုးတိုင်းနဲ့ဖနက်မှာတက်ဆင်ရတဲ့ဆန်းဆန်းသစ်သစ်လေးတွေဖနက်တွေးအောက်ခံဆိုးထဲမှာမြုပ်ထားတဲ့ chip တွေဖြစ်နေပါတယ်။ဘောလုံးကိုဘဲချေညာချေဘလောက်အချိုးအစားနဲ့ထိတွေ့တယ်လဲ။ဘောလုံးထိချက်အရေးအတွက် ဘောလုံးကိုကန်လိုက်တဲ့အချိန်စတဲ့ tactical data နည်းစပ်ပိုင်းတွေကိုမှတ်တမ်းတင်ပြပါလိမ့်။အချိန်မြင့်တင်မှုအချိန်လျှောက်ချမှုလမ်းကြောင်းပြောင်းလဲမှုခုံနှုံးနဲ့အကွာအဝေးစတဲ့ physical data ရုပ်ပိုင်းဆိုင်ရာအချက်လက်တွေကိုလည်းမှတ်တမ်းတင်ပြပါလိမ့်။မြေကြီးနဲ့ကျွန်တော်ထိတွေ့ခြင်းခြေလမ်းစိတ်ကျဲစတာတွေကိုတိုင်းတာပြီးဒဏ်ရာရရှိနိုင်ရည်ကိုတွက်ချက်ပေးတဲ့ gate analysis ခြေလမ်းပုံစံဆိုင်စစ်မှုတွေကိုလည်းမှတ်တမ်းတင်ပြပါလိမ့်။ကိုဘာမာကသူ့ရဲ့တိကျမှုနဲ့ဆုံးဖြတ်ချက်ချမှုတွေကိုအကုန်လုံးကောင်းမွန်အောင်လုပ်ရှင်တာကြောင့်ဒီနည်းပညာကိုအားကိုးတာဖြစ်ပါလိမ့်မယ်။ ပါမလို့ထိတဲ့ကစားသမားတို့ကဒီနည်းပညာကိုဘာကြောင့်ရွေးချယ်ရသလဲဆိုတဲ့ဒီကချက်လက်တွေကိုပြပြပေးရမယ်ဆိုရင်ကြောဘက်မှာဝတ်ဆင်တဲ့ GPS ကကစားသမားတွေဘယ်တော့ထိပြေးနိုင်လဲဆိုတာကိုပြပြနိုင်ပြီးမယ်။ခဏမှတက်ထားတဲ့ဆန်ဆာကတော့ဘောလုံးနဲ့ဘလို့ကစားနေသလဲဆိုတာကိုပါပြပြပေးနိုင်ပါတယ်။ဥပမာပါမနေနဲ့ဘောလုံးကိုလက်ခံရယူပြီးပြန်လည်ပြေးဖို့အချိန်မလောက်ကြာသလဲဆိုတာကိုမီလီစက္ကန့်လိုက်သိနိုင်ပါတယ်။ဒါကသူ့ရဲ့ဆုံးဖြတ်ချက်တွေကိုပို့ပြီးတော့နည်းနည်းဆန်ဆန်ချမှတ်ပေးဖို့အကူအညီပေးနိုင်ပါတယ်။ပါမကဘေးစီအတန်ကစားသမားဖြစ်ပြီးမယ်။ ကဘာစင်မီဘူးဆိုရင်ညာချေကိုပါတစ်ယောက်စာသုံးနိုင်မှုလိုပါတယ်ဒီနီစလက်ကလေ့ကျင့်ရေးမှာညာချေကိုဘလောက်ရာခိုင်နှုန်း30%တည်းဆိုတာကိုပြန်သပေးတဲ့အတွက်အားနည်းတဲ့ခြေတော့ကိုတိုးတက်အောင်လုပ်ဆောင်ရမှာထောက်ကူဖြစ်စေပါတယ်ဒီစနစ်ကခြေတော့တောက်ခါမှုကိုတိုင်းနိုင်နိုင်တဲ့အတွက်ကစားမတယောက်ရဲ့အယိုးအစစ်တွေပေါ်မှာပြရတွေပြတ်တက်ရောက်နေတဲ့ဆိုတာကိုသိရပါတယ်ဥပမာဘာမာရဲ့ခြေလမ်းပုံစံမှန်မှန်မကန်ဖြစ်လာရင်ဆက်ကနီးပါးတွေကိုတည်ပြီးနိုင်ပါလိမ့်မယ်ဒါကြောင့်တရားကြီးကြီးမားမားမရခင်နိုင်ဖို့အစည်းအဝေးကိုချမှတ်နိုင်ပါတယ် ရိုးရိုး GPS နဲ့တီကမိုးလုံးလေလုံးကွင်းထဲမှာဂျူလူလိုင်းတွေမမိတက်လို့အလုံးမလုံးတက်ပါဘူး။ဖိုင်နာမှာတက်ထားတဲ့ဆန်ဆာတွေကတော့ gyroscope နဲ့ electric motor တွေကိုသုံးထားလို့နေရာမှာရွေ့အချက်လက်တိကျပါရည်။နေပညာတိုင်းမှာအားနည်းချက်ရှိသလိုဒီနေ့စနစ်မှာလည်းစိန်ခေါ်မှုတချို့ရှိပါရည်။အကယ်၍ဆန်ဆာကဖနက်ပေါ်တိုင်းယူနဲ့တက်ဆင်ရတာဆိုရင်ဘောလုံးကန်တဲ့အခါမှာ sweet spot ကိုထိကပ်နိုင်ပါရည်။ဘောလုံးထိတွေ့မှုပြောင်းလဲသွားနိုင်ပါရည်။ဖနက်အောက်ခံနဲ့ထည့်မယ်ဆိုလို့ရှိရင်လည်းဖနက်ရဲ့နေအင်ကြီးပြောင်းလဲသွားနိုင်တာကြောင့်တချို့သောကစားသမားတွေကမကြိုက်ကြပါဘူး။ဒါပေမဲ့ပမာကတော့အသားချနေဝင်ရပါရည်။ ကစားမတယောက်ဟာကိုင်းထဲမှာတဘာဝအတိုင်းကစားရမယ့်အစားငါးရက်တက်တွေကောင်းမှမလားဆိုပြီးတော့လေစိုးရိမ်စီတွေဝင်လာနိုင်ပါတယ်။အချက်လက်တွေများလုံးရင်ကစားသမားရဲ့တည်ထိုင်ဖန်တီးနိုင်စွမ်းကိုဟန်တာဖြစ်စေနိုင်ပါတယ်။ဘောလုံးလေးဆိုတာကဖနေချင်းထိခိုက်မှုတက်ခဲ့ချမ်းတဲ့ကစားနေပါ။ပြန်မဲ့ကားချက်တော့ကိုနီးမိတဲ့အခါဆန်စာခွဲသွားတာပျက်စီးသွားတာမျိုးတွေလည်းဖြစ်နိုင်တယ်လို့အဲ့ဒီအဆိုင်ခဲကြောင့်ကစားသမားရဲ့ခြေထောက်ကိုပြန်ပြီးဒဏ်ရာရစေတာမျိုးလည်းဖြစ်ခဲ့ပေမဲ့ဖြစ်နိုင်ခြေရှိပါတယ်။ပါမာနေနဲ့လေ့ကျင့်ရမှာလည်းမဟုတ်ဘဲပရီးမီယာလိဂ်ပွဲစဉ်ဒီမှာရောဒါကိုတက်ဆင်ွင့်ရှိပါသလား။ အဖြေကတော့ရှိပါတယ်ဒါပေမဲ့စီကတ်နေနဲ့ညီဖြစ်ရပါမယ်ကမ္ဘာပေါ်လုံးဖွဲ့ချုပ် FIFA မှာက electronic performance and tracking system နဲ့ပတ်သက်တဲ့စီးမင်းတွေရှိပါတယ်။အတော်ပြည့်တဲ့ကိရိယာဟာ FIFA ကနေအသိမှတ်ပြုထားတဲ့ဘေးကင်းလုံခြုံမှုစံနှုန်းတွေနဲ့ကန့်ညီရပါမယ်။ပြန်ဘက်ကိုထိုင်ရန်ရစီတိုင်းမျိုးတွေလည်းဖြစ်လို့မရပါဘူး။ကိရိယာဟာဖနက်ကနေတော့ NAR ရှိလောက်အောင်ပြုထွက်နေလို့မရပါဘူး။ပွဲတွင်ရရှိတဲ့ data တွေကိုအတင်းတာဝန်ရှိသူတွေက real time ဖိုင်ရကြီးရှုဝင်ရှိပြီးမယ်။ထုတ်လွှင့်ပြသခွင့်အတွက်ကန့်သတ်ချက်တွေရှိပါတယ်။ဒက်ရှိမှာထိတ်တန်းနေတော်တော်များများက playmaker လို့ community ရဲ့ပစ္စည်းတွေကို Fever Quality Programming ရခုပြုထားပါတယ်။ဒါကြောင့်ဘာမအနေနဲ့ Bringani ဘွဲဒီမှာဒီနည်းပညာကိုအသုံးပြုပြီးကစားနိုင်ရရှိပါတယ်။ကိုဘာမဟာခေတ်တဲ့ဘလုံးလောက်ကရဲ့ဆံမြကစားသမားတို့ပါ။ဖနက်မှာအခြေအခံစနစ်တက်ဆင်ခြင်းဟာကုန်စားဆေးနဲ့တက်တောင့်တတမရှိမှုတချို့ရှိနိုင်ပေမယ့်ရရှိလာတဲ့တည်ကြတဲ့အချက်လက်တွေကသူ့ကိုကိုဘာမဆိုတဲ့နာမည်အတိုင်းသွင်းအေးနဲ့တိကျတဲ့ကိုသွေးရှင်သူဖြစ်လာစေဖို့နောက်ွယ်ကနေကြီးမားစွာပံ့ပိုးပေးနေတဲ့သုံးသက်ရပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်